ကဲမင်္ဂလာပါညီကိုတို့ရေ Gobi Pitch ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဆိုတော့ဒီနေ့ကတော့ဒါ Champion League ဒါအဲ Round 3ရဲ့ Day 2ဖြစ်ပါတယ်မနေ့ကတော့ကျွန်တော်တို့ဒါ21ရက်ဆယ်လ2025ဒါ Day 1ရဲ့ဒါနှစ်ဆပွဲเนาะမနေ့ကတပွဲတည်းရှိတဲ့နှစ်ဆပွဲ Arsenal Body League ကတော့ဒါအပေါင်းနဲ့အပြည့်အောင်ခဲ့တယ် Arsenal ကိုောက်ယိုယိုပွဲလေးတပွဲကြာပြီးတော့ Benfica ယိုယိုပွဲလေးတပွဲကြာတယ်ပြီးရင်တော့ PSG 5ပေါ်ကျွန်တော်တို့ဒါ ပပဆက်ဆက်ပေါ်ခဲ့ပြီးတော့ရိုးရိုးပွဲလေးနဲ့အောင်ငယ်ပြီးတော့မနေ့ကတော့ဒါ day 1မှာအပေါင်း100ထွက်ခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီနေ့မှလည်းကျွန်တော်ဒီနေ့ day 2အနေနဲ့အားလုံးပေါင်းအဲဒီနေ့မှရွေးချယ်ထားတာတချောင်းလုံးပွဲ4ပွဲရှိမယ်ဒါပေမဲ့ဒီနေ့စာပွဲများပါမယ်နော်ဒီနေ့3စာ2ပွဲရှိပါတယ်2စာ2ပွဲရှိပါတယ်ရိုးရိုးလေးရိုးရိုးပွဲလေးတစ်ပွဲရှိပြီးတော့တချောင်းလုံးပွဲ4ပွဲထွက်ပြီးတော့4သင်းပေါင်းလေး2မောင်းကျွန်တော်ရွေးထုတ်ထားပါတယ်ဒါပေမဲ့ဒီနေ့မှကျွန်တော် live အစားကျွန်တော်ဗီဒီယိုလေး3ပုံနဲ့နော်ဒီနေ့6ပွဲကိုကျွန်တော်အဲ၃ဘွဲ၃ဘွဲ၃ဘွဲစီအဲတပုတ်မှာ သုံးပွဲသုံးပွဲကိုပြောပြီးတော့ဒါဗီဒီယိုလေးသုံးပုံနဲ့ကျွန်တော်တင်ထားပေးပါမယ်เนาะအဲ့တော့လက်ရှိကတော့ကျွန်တော်အဲတက်ဆိုင်ရာ ရွေးချယ်ထားတဲ့ပွဲတွေကိုသက်ဆိုင်ရာအပုတ်တီမှာပဲကျွန်တော်ရွေးချယ်မှုလေးတွေပြောပေးသွားမှာဖြစ်ပါတယ်เนาะအဲ့တော့ okay ပါဆိုတော့စလိုက်အောင်ပေါ့เนาะဆိုတော့ဒါ Wines ဘက်မှာဆော့ချင်တဲ့ညီကိုတွေအနေနဲ့ကလည်း Gobi ရဲ့ promo code ဖြစ်တဲ့ GB777 ကိုအသုံးပြုတော့လေ100% bonus ရယူနေမှာလေအသေးသေးသိရှိလိုပါက Wines ဘက်မြန်မာ Facebook page နဲ့သူတို့ application တို့မဟုတ် website လင်ကရ customer service call လို့နေပြီးတော့လေ24နာရီတည်လို့ရတယ်မေးမြန်းလို့ရပါတယ်အဲ့တော့ကျွန်တော်တို့ Let's go ပါဆိုတော့ဒီ video ကတော့ကျွန်တော်တို့ဒါဘီဘာုံနဲ့ကာရာဘတ်ပွဲပါမယ်ဂါလာတာစရီနဲ့ဘိုဒိုဂလင်ပွဲပါမယ်ချက်စီးနဲ့အီဂျက်ပွဲလေး ါမှာဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့စလိုက်အောင်ပါဆိုတော့ပထမဆုံး software ဖြစ်တဲ့ဘွဲတွေကကျွန်တော်ဒါဘီဘောင်နဲ့ကာရာဘက်ကနေကျွန်တော်စပြီးပြောပြပါဖြစ်ပါတယ်အဲ့တော့ဘီဘောင်အနေနဲ့ကဒါတလုံးတရာရှုံးပေးထားတယ်သုံးလုံးကို40ဘောင်နဲ့ပြန်ပြီးကားထားခြင်းဖြစ်ပါတယ်အဲ့တော့ဒီနှစ်သိန်းကလက်ရှိအနေအထားရအမှန်တိုင်းပြောရရင်တော့အဲဘီဘောင်ကတော့မှလက်ရှိခြေစွမ်းက ဲ ranking အနေနဲ့ကအောင်နေနေရောက်တဲ့အနေထားလေးရှိနေတယ်ပေါ့လေအဲ့တော့တစ်ဖက်ကအသင်းကလည်းကာရာဘတ်ဒီကာရာဘတ်အနေနဲ့ဒီဟာဒီမှာခြေစွမ်းအဲ့လောက်ကြီးတော့အားရစရာအနေထားမှာမရှိနေဘူးဗျာတို့ပြမယ်လို့လက်ရှိတို့ဇယားရည်တည်မှုရတာဒီ Champion League table မှာအဆင့်30အထိဒါရောက်နေတယ်เนาะကာရာဘတ်ကနှစ်ပွဲကစားနှစ်ပွဲနိုင်6မှတ်နဲ့ရောက်နေတဲ့အတွက်ပို့ပြီးတော့ဒီဘီဘောက်ထက်ဆိုင်အမှတ်ပို့များနေတယ်ဘီဘောက်ကလက်ရှိတော့တမတ်မမရသေးဘူးနှစ်ပွဲကစားနှစ်ပွဲလုံရှုံးထားတဲ့အနေထားဖြစ်ပါတယ်အဲ့တော့ဒါကြောင့်အမှတ်အရန်လိုတဲ့အတွက်ဒီနေ့မှာတလုံးတရာရှုံးအထိ ါပပဆက်ဆက်ပြင်းပြီးပေးထားတာဖြစ်ပါတယ်ဒီဘောင်မှာအဓိကနီကိုဝီလီယံပြန်ပါပြီသို့ပေမဲ့ပြီးခဲ့တဲ့ဘွဲမှာ LG အိမ်ခွဲမှာဇီးဇီးဆိုတဲ့ရလနဲ့ပဲကျွန်တော်ကြည်နက်ခဲ့ရပါတယ်အဲ့တော့ဘီဘောင်အနေနဲ့ကန်တဲ့ပွဲတွေရလေတကယ်တိုက်စစ်ကောင်းမွန်တဲ့အသင်းကြီးကြောင့်သူတို့ရှုံးခဲ့ခြင်းဖြစ်ပါတယ်အဲ့တော့ဘီဘောင်ချန်ပီယံလိမှာဒေါ်မွန်အိမ်ခွဲမှာ4-1နဲ့ရှုံးခဲ့ပါတယ်အိမ်ခွဲမှာတော့ဒါဘီဘောင်အနေနဲ့အာဆင်နယ်အသင်းကို0-2ဆိုတဲ့ရလနဲ့ရှုံးခဲ့တာကြောင့်လက်ရှိဒီလိုမျိုးကိုထက်သင်းနှိမ်သောဒီကာရာဘန်နဲ့တွေ့တဲ့အနေအထားမျိုးမှာဘီဘောင်အနေနဲ့သုံးမှတ်မဖြစ်မနေရအောင် ကျုံးမှာဖြစ်တဲ့အတွက်ဒါတလုံးကိုတရားရှုံးပေးခြင်းလို့ကျွန်တော်ကတော့ယူဆတယ်။ဒါပေမဲ့ဘီဘာဝရဲ့လက်ရှိ Garden Farm အရာကအင်းကွင်းလေးတော့မဆိုးဘူးဗျာ။ဒါပေမဲ့အဲ့လောက်ကြီးဂိုးပေါ်အောင်ဖွင့်ဆော့တဲ့အသင်းမျိုးတော့မဟုတ်ဘူးเนาะ။အင်းကွင်းကနောက်ဆုံး၅ဘွဲမှာ၄ဘွဲက ဂိုးအောက်ထားတဲ့အနေအထားမျိုးသွားတွေ့ရပါတယ်။ဒါကြောင့်လဲ၃လုံး40ပေါင်းဆိုတဲ့ပမာဏဟာဘီဘာကိုတကယ်တမ်းသွင်းမယ်ဆိုရင်တော့မှ၃လုံးအထိမရောက်နိုင်ဘူးလို့ဘူဂီတီမှန်းဆထားပုံရပါတယ်နော်။အဲ့တော့လက်ရှိစဉ်းစားမှာကျွန်တော်တို့ကဘီဘောကြီးအောင်လေးစဉ်းစားမယ်အနေအထားမျိုးဖြစ်တယ်။ကာရာဘတ်ကလည်းလက်ရှိဒါကန်ခဲ့တဲ့ပွဲနောက်ဆုံး၅ပွဲမှာ၃ပွဲ၉အောက်ထားတယ်။ဒီထဲမှာကိုဘင်ဟီဂင်အသင်းကို2-0နဲ့ကာရာဘတ်အိမ်ကွင်းမှာနိုင်ပြီးတော့ဘန်ဖီကာအိမ်ကွင်းမှာဘန်ဖီကာအသင်းကိုကာရာဘတ်က2-3နဲ့တရားဒီမှာနိုင်ခဲ့ပါတယ်။အဲ့တော့၂ပွဲခစား၂ပွဲလုံးနိုင်သွားတဲ့အနေအထားမှာကာရာဘတ်အနေနဲ့ဒီနေ့မှာတည်အနည်းဆုံးတမတ်ရအောင်ကန်မဲ့အနေအထားလေးလက် ်ရှိနေပါတယ်။ဒါကြောင့်လက်ရှိအနေထားအရဖြစ်နိုင်ဆုံးကတော့ကျွန်တော်တို့ B-boy G အောင်မှာကျွန်တော်ကတော့ဒီဘွယ်ကာတာဘတ်အနေနဲ့နှလုံးမပြတ်အောင်เนาะထိန်းကန်ရင်းနဲ့ပဲအဲနိုင်တော့ပြီးပေါင်းနိုင်ပြီးတော့သုံးမှတ်ရပြီးတော့ဝမ်းစီလောင်းနဲ့သာပွဲပြီးသွားမလားကျွန်တော်ခံမှန်းတာကြောင့်ဒီဘွယ်လေးတော့ကျွန်တော်ကာတာဘတ်ဘော်ဒီကြိုက်ပါတယ်ဂိုးအောက်ကြိုက်ပါတယ်เนาะအဲ့နှစ်ကြောင်းလုံး ဝင်ကောင်းဝင်နိုင်ပါတယ်။ဒါပေမဲ့လက်ရှိဒါတကြောင်မဲ့ယူရမှာဖြစ်တယ်လေကျွန်တော်လေးသိန်းမောင်းမောင်းနှစ်ထဲမှာကျွန်တော်ဂါရာဘတ်ဘော်ဒီလေးထည့်ထားပါတယ်။ဒါတကြောင်လုံးသောပွဲမဟုတ်ပါဘူး။မောင်းလင်းမှာထည့်ထားတဲ့ပွဲကိုပြောချင်းဖြစ်ပါတယ်။ Okay ပါဂါရာဘတ်ဘော်ဒီပါ။အဲ့တော့နောက်တစ်ပွဲကတော့ကျွန်တော်ဂါလာတာဇရီနဲ့ဘိုရိုကလင်းလေးဖြစ်ပါတယ်။တလုံးတေးမှာတလုံးတရာရှုံးနဲ့ပြန်ပြီးဂါထားချင်းဖြစ်ပါတယ်။အဲ့တော့ဒီမှာကဂါလာတာဇရီအနေနဲ့ကပြီးခဲ့တဲ့ပတ်မှာလေဗာပူးအသင်းကိုယ်တော်မှအိမ်ဝင်မှာ1-0နဲ့နိုင်ခဲ့တဲ့အနေထားမှာဒီနေ့လေဘိုရိုကလင်းစီကသုံးမှတ်ထပ်ပြီးကျုံးမယ်လို့ယူဆတယ်။ရှေ့မှာတော့ဝေးဝင်း ဒါချက်ဒီချန်ပီယံလိမှာဖရန့်ဖတ်အသင်းကို5-1နဲ့ရှုံးခဲ့ပါတယ်ဆိုတော့ တကယ်တိုက်စစ်ကောင်းတဲ့အသင်းတွေနဲ့တွေ့ရင်တော့ကိုးပေးရတာတွေ့ရတယ်နော်အဲ့တော့လက်ရှိ Galatasaray Garan Fawn အရာကလေ Osman တို့ Aigardi တို့ကိုးတွေတောက်လျှောက်ရနေတယ်အိမ်ခွဲမှာလည်းတောက်လျှောက်ကိုးသွင်းနိုင်တဲ့အနေအထားမျိုးမှာဒီဘက်က Bordeaux ကိုရမယ်လို့ယူဆတယ်တပတ်က Bordeaux အနေနဲ့ကလည်းလက်ရှိ over 2.5အများစုတွေ့ရတယ် Champions League မှာ Tottenham Hotspur လို့အသင်းကိုတူးတူးနဲ့ဖွင့်ကန်တယ် Slavia Prague အိမ်ခွဲမှာတူးတူးနဲ့ကန်တယ်နှစ်ပွဲကစားနှစ်ပွဲအဲနှစ်ပွဲလုံးတည်ကြပြီးတော့ရမှတ်နှစ်မှတ်သာရသေးတဲ့ Bordeaux အနေနဲ့တပတ်က Galatasaray အနေနဲ့က လက်ရှိအနေထားမှာအဆင့်20เนาะအဲဒီလက်ရှိသုံးမှတ်ပဲရသေးတဲ့အနေထားမျိုးမှာဂလာရစရီကတော့နိုင်ကောင်းနိုင်နိုင်တယ်เนาะအဘော်ဒီအနေနဲ့ကတော့တလုံးတည်ရေးပေးထားတဲ့အတွက်နှလုံးပြတ်နိုင်တဲ့ဘော်ဒီဝင်မျိုးဖြစ်ပြီးတော့သုံးလုံးတရာရှုံးဆိုကြတဲ့ကဘိုရိုကလင်းအနေနဲ့ဒါတလုံးတေချာပေါက်ရနိုင်တဲ့ဂျီမျိုးပိုတေချာနေပါတယ်အဲ့တော့ဘိုရိုကလင်းအဝေးဝန်းပြန်ကြည့်ရရင်လည်းတိုက်စစ်တွေကတောက်လျှောက်ဘိုဒင်းနုစကိုရီနောက်ဆုံး၅ပွဲဆက်ဖြစ်ထားတဲ့အတွက်ကျွန်တော်ဒီပွဲလေးတော့ ိုးအပေါ်ပဲအားပါမယ်လို့ယူဆပါတယ်เนาะဘော်ဒီကတော့အောင်ကောင်းအောင်နိုင်ပေမဲ့ဘိုလိုကလင်းနေနဲ့အခက်မသိရင်ဒီကြာသွားနိုင်တာကြောင့်ဂါလာတာစရီဘော်ဒီလေးကတော့အနှိမ့်ငယ်လေးကြိုက်တယ်ဆိုပေမဲ့ရှောင်လိုက်ပါတယ်အဲ့တော့ဒီဘွဲလေးကကျွန်တော်ဂါလာတာစရီဂိုးအပေါ်လေးရွေးချယ်ထားခြင်းဖြစ်ပါတယ်ဒီဘွဲကလည်းကျွန်တော်ဒီနေ့ရဲ့၄သင်းပေါင်းမောင်းနှစ်ထဲကနောက်ထပ်တစ်ဘွဲဖြစ်ပါတယ်ဂါလာတာစရီဂိုးပေါ်ဖြစ်ပါတယ်ဟုတ်ပြီပါအဲ့တော့နောက်ဘွဲကတော့ Chelsea နဲ့ AR ဘွဲဖြစ်ပါတယ်เนาะ AR ဘွဲ เนาะ eject လို့လည်းခေါ်တယ်เนาะအဲ့တော့ဒီဘက်မှာ Chelsea အိမ်ဝယ်ရနေနှလုံး90ပေါင်းသုံးလုံး80ရှုံးနဲ့ပြန်ပြီးကာထားခြင်းဖြစ်ပါတယ်အဲ့တော့ Chelsea အနေနဲ့ကအမှန်တိုင်းပြောရရင်တော့လက်ရှိပြီးခဲ့တဲ့ပွဲမှာ Joao Pedro အနီးကပ်နဲ့ပွဲပယ်ထားတယ်เนาะငွေရဲမှာเนาะဟို Chelsea ကတော့လျှောက်အနီးကပ်တွေပဲဟိုတိမ့်နေလာတော့မသိဘူးပေါ့လေเนาะအဲ့တော့တောက်လျှောက်တယောက်ပြီးတယောက်အနီကတ်တွေထိတယ်အဲ့တော့လက်ရှိမှာလည်းတိုက်စစ်ကမရှိပါဘူးဆိုမှဒီဂျာဘာဒူကပါအနီကတ်ထိတော့ပိုးမရှိဘူးဖြစ်နေတယ်ဒါအောင်မှ နှလုံး90ပေါင်း Chelsea body ကပေးတယ်ဆိုတော့ body ဝင်ရောတော်တော်ကြီးပြင်းနေတယ်ဗျာတည်လားเนาะအဲ့တော့လက်ရှိတိုက်စစ်မှုက George နဲ့ပဲပွဲထွက်မဲ့အနေအထားမျိုးဖြစ်တယ်။ Kaiseiro ကောင်းတာမှန်ပါတယ်။ Garnacho နဲ့ Nando ဒီနေ့ပွဲမှာရုံးမယ်ဆိုရင်တော့နှလုံးကပြက်ကောင်းပြတ်နိုင်တယ်။သို့ပေမဲ့နှလုံး90ပေါင်းမှာ3လုံး80ရုံးတိပေးထားတဲ့အချက်ကြောင့်လဲ Chelsea ဘက်ကအောက်တဲ့နှလုံးပြတ်နိုင်တယ်ဆိုတော့ ကင်းကနမ်းမှာညှိုးနေတယ်ဒီနယ်သက်2019ချန်ပီယံလိမှာနောက်ဆုံးတွေ့ခဲ့တာအိမ်ခွဲမှာ Chelsea ကလည်းပဲတရားရှုံးပေးခဲ့တယ်လီဂိုလီဂိုဖြစ်ခဲ့တာဖြစ်ပါတယ်ဒါကြောင့် လက်ရှိပေးတဲ့ကြီးကသမိုင်းတစ်လျှောက်မှာလည်းအပြင်းဆုံးကြီးမျိုးဝင်ရုံမျိုးဖြစ်ပါတယ်လက်ရှိ Chelsea က Liverpool ကိုနိုင်တာတယ် Northern Forest ကိုနိုင်တာတယ် Benfica ကိုနိုင်တာတယ်ပွဲတိုင်းလိုလိုဂိုးသွင်းထားတာတွေ့ရပါတယ်အဲ့တော့နှလုံးပြတ်မပြတ်ပဲကျွန်တော်စောင့်ကြည့်ရမှာဖြစ်ပါတယ် Champions League မှာနောက်ထပ် ဒီ Bayern Munich အိမ်ခွင်းမှာတော့ Chelsea တို့3-1နဲ့ပွဲပြီးခဲ့တယ်ဗောလေဆိုတော့တောက်လျှောက်ပြန်ကြည့်ရင် Chelsea ရဲ့ over 2.5တွေနောက်ဆုံး9ပွဲမှာ6ပွဲအထိဖြစ်ခဲ့ပါတယ်เนาะ Benfica တပွဲပဲ9အောင်တာအဲ့တော့တစ်ဖက်ကအသင်းက Ajax Ajax ဟာလက်ရှိခံစစ်တော်တော်လေးပွင့်နေတဲ့အသင်းမျိုးဖြစ်ပါတယ်เนาะသူတို့လီမာကိုနိုင်ကိုက Netherlands လီမာเนาะ A ရဲ့ AD Ajax အသင်းကအဆင့်၄ဒီရောက်ပြီးတော့ ဒါရမန်16မှတ်နဲ့အဆင့် 10VN 25မှတ်နဲ့တော်တော်လေးအမှတ်ပြတ်နေတာကိုတွေ့ရပါတယ်။ဒါကြောင့်အေဂျင့်အနေနဲ့ဘလို့မှအဆင်မပြေနိုင်ဘူး။နောက်မာစီအိမ်ကွင်းမှာတော့မှမာစီတလုံး90ရှုံးကြီးကို၄ဂိုးပြန့်နဲ့မာစီကိုရှုံးခဲ့တာ။နောက်ပြီးအင်နာမီလန်ကို0-2နဲ့ရှုံးခဲ့တဲ့အတွက်ချန်ပီယံလိမှာဂိုးမသွင်းနိုင်သေးဘူး။ဒါကြောင့်လက်ရှိအနေအထားအရဂိုးပေါ်လဲဖြစ်သွားနိုင်တယ်။ဆိုပေမဲ့ရွေးမယ်ဆိုရင်တော့ကျွန်တော် Chelsea ဇုံပေါ်တဲ့ရပဲရွေးတင်တယ်လို့ကျွန်တော်ကတော့ယူဆပါတယ်။သို့ပေမဲ့ဒီပွဲကအရန်အန်ရယ်များတဲ့ပွဲဖြစ်တဲ့အတွက်เนาะအဓိကတော့ Chelsea လူစင်းပေါ့ဗျာမကြိုက်တဲ့အတွက်ကျွန်တော်ဒီပွဲကတော့လုံးဝမရွေးဘူး။ body ရောကိုပေါင်းကြီးရောရှောင်းထားခြင်းဖြစ်ပါတယ်။နေသင့်လာကတော့ Chelsea body တော့မဟုတ် ဂိုးဘောလေးနေတော့အဆင်ပြေနိုင်မယ်ထင်ပါတယ်။ Okay ပါဒါကတော့ဒီ၃ဘွဲ့ရဲ့ဒါပွဲချုပ်၃ချက်ဗီဒီယိုလေးဖြစ်ပါတယ်။ဆိုတော့အသေးလေးလက်မလေးတယောက်ချက်တော့ကိုညီပြီးတော့နှိပ်ပေးကြပါအောင်ညီကိုရေးဆိုတော့နောက်ပွဲနောက်နောက်ဗီဒီယိုအပုံမှာတော့ကျွန်တော်တို့ဒီနေ့ရ၃စာပွဲလေးပြောပြီးမှဖြစ်ပါတယ်။ပြီးရင်တော့၂စာပွဲ၂ပွဲကြံပါသေးတယ်နော်။ Okay ပါဆိုတော့ဒီနေ့ဗီဒီယို၃ပုတ်ရှိပါမယ်။ဒါကတော့ပထမဆုံးတစ်ပုတ်ဖြစ်ပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်။ဆိုတော့ဒီဗီဒီယိုလည်းအသေးလေးလက်မလေး တရားတစ်ချက်လောက်ကိုညီပြီးတော့နှိပ်ပေးကြပါအောင်ညီကိုရေကျေးဇူးများကြီးတင်ပါရဗျာဒီဗီဒီယိုကိုကြည့်ရှုပြ brother တွေ share ပြ brother တွေ comment ပြ brother တွေတယောက်ချင်းနေတိုင်းကျေးဇူးများကြီးတင်ပါရဗျာမင်္ဂလာရှိသောညလေးဖြစ်ပါစေဗျာ good luck ပါဗျာ